စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာပြည်သူတွေကိုစစ်ဆေးငွေညှစ်နေတဲ့ရဲတွေပြစ်ခတ်ခံရပြီး၄ဦးလုံးသေဆုံးသွားတယ်လို့လက်နက်ခဲယမ်းတွေပါသိမ်းဆည်းခံလိုက်ရပါတယ်။အောက်တိုဘာ၄ရက်မနက်ပိုင်းကမုံရွာမြို့တာစီလန်းနဲ့အက်တောအဝိုင်းပံမှာအိမ်စည်းကားတစည်းနဲ့ပြည်သူတွေကိုစစ်ဆေးငွေညှစ်နေတဲ့ရဲရရှိ၃ဦးရဲတပ်သား၁ဦးကိုပြစ်ခတ်ခဲ့တာလို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့ငွေတောင်းနေတဲ့ရဲတွေကိုအနီးကပ်သွားပစ်ခဲ့တာပါ။ စုစုပေါင်းမင်းနဲ့20လောက်ပဲကြာတယ်လို့တာဝန်ရှိသူကဆက်ပြောပါတယ်ဒါအပြင်အဲ့ဒီရဲရီစီက G3 တလက်နှစ်လက်နဲ့ပစ္စတိုတလက်ပါသိရှိရမိခဲ့တယ်လို့မုံရွာပလဖအဖွဲ့ကအတည်ပြုပါတယ်အဖွဲ့ကထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းအရကာကွယ်ရေးအဖွဲ့တွေဟာစိုင်ကယ်နဲ့အနီးကပ်သွားရောက်ပစ်ခတ်ခဲ့တာကိုတွေ့ရပြီးရဲတွေက ကားပေါ်မှာတင်အပစ်ခံရလို့သေဆုံးခဲ့တာတွေ့ရပါတယ်အဲ့ဒီစစ်စင်ရေးကိုတော့မုံရွာမြို့နယ်ပလဖနဲ့ကျောင်းသားလက်ရုံးတပ်တော် SAF မုံရွာခရိုင်တပ်ရင်းနှစ်တပ်ခွဲ၃ ရွာစော်ကြီးတော်လန်တန်းဘူးတလေမိုဘိုင်းထင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရတာပါမုံရွာမြို့ပေါ်မှာစေုပ်စုကနေတိုင်းရင်တွေနဲ့လှည့်လည်စစ်ဆေးပြီးငွေညစ်တာပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့မြို့ကန်တွေကပြောပါရရှင်။